တဝဲခရိုင်မှာစစ်ကောင်စီကတဝဲမြို့ပေါ်ကလွဲလို့ကျန်းတဲ့မြို့နယ်တွေနဲ့ကြေးရွာဖက်တွေကို73စီရောင်းချတဲ့ယူခွင့်ကတ်တန်လိုက်တာကြောင့်နယ်ဘက်တွေမှာ73စီပြက်လန့်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ပြီးခဲ့လနောက်ဆုံးအပတ်ကစလို့တဝဲမြို့ပေါ်နဲ့အဝေးပြေးကားလမ်းမတွေပေါ်က73စီဆိုင်ကြီးတွေမှာကဆိုင်ကယ်တွေနဲ့စီလာထည့်သူတွေကိုသာရောင်းချပေးပြီး ပလင်းကားလမ်းပုံဆောက်လာတွေနဲ့ရောင်းချခွင့်ကိုကန့်သတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးကတ်တန်လိုက်တာကြောင့် တဝဲမျိုးပေါ်ကလွဲလို့ကျန်တဲ့နေဘတ်တွေက73စီဆိုင်တွေကိုအခုရက်ပိုင်းထဲမှာပိတ်ထားရတဲ့အခြေအနေဖြစ်နေပြီး73စီလုံးဝပြတ်လတ်တဲ့အနေအထားဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်က73စီဝဲယူခွင့်ကန့်သတ်လိုက်တဲ့နေရာတွေကတော့တဝဲမျိုးနယ်ထဲကကြီးရည်နဲ့ရည်ဖြူလုံလုံတရချောင်းမျိုးနယ်တွေကမျိုးပေါ်နဲ့ကြီးရည်ပါဝင်ပါတယ် ဒါကြောင့်မို့တဝဲခိုင်တဲကကုန်တင်ရင်နဲ့ခီးတဲ့ရေမောင်တွေ၃ဘိတ်နဲ့ဆိုင်ကယ်ကယ်ရီသမားတွေအပါအဝင်73စင်လိုအပ်တဲ့ဒေသခံတွေအနေနဲ့တဝဲမြို့ပေါ်အထိဓာတ်ဆီသွားဖြည့်နေကြရပါတယ်။တဝဲခိုင်တဲအခုလို73စီပြက်လက်မှုအခြေအနေကိုလုံးလုံးမြို့နယ်က၃ဘိတ်အငားရေမောင်နေတဲ့ဒေသခံအမျိုးသားတူကတော့အခုလိုမျိုးပြောပြပါဗျ။ပဲနဲ့တော့မဝယ်လို့မရဘူးသူကစိုက်ကယ်နဲ့တော်လို့ရင်စိုက်ကယ်တွေကိုလည်းနည်းနည်းပပပဲကြည့်ပေးတယ်။ဘုန်းကြီးတော့လည်း အဲ့လိုကတော့သုံးသရသူစီအပြီးဖြီးလို့ရှိရင်သူကတခေါက်ကြော်ကြော်လုပ်ပေးရတာကိုနောက်ပြီးတော့အဲ့ဒီတခေါက်သွားပြီးလို့ရှိရင်ကျန်တဲ့ order တွေလိုက်လို့မရတော့ဘူးအဲ့ဒီမြို့ပေါ်ရောက်မှပဲတခါကြည့်ကြည့်ပြီးတော့မှနောက်တစ်ခေါက်ပြန်သွားရတယ်မှာကြီးတခေါက်နေပို့ပြီးတော့ဆွဲလို့မရတော့ဘူးပေါ့သုံးပြီးတယ်လေဒီတော့ဒီတော့မြို့ထဲမှာသူလက်မရနေတဲ့ဆိုင်ကြီးကနေပြီးတော့ပဲနည်းနည်းပါးပါးချစ်သေးတဲ့ပုံစံလောက်ပဲရှိတယ် ။ဒဝင်မျိုးပေါ်မှာလည်းပြီးခဲ့တဲ့ရက်ပိုင်းကစလို့အသေးစားအလတ်စားစီစံတွေပိတ်ထားရတဲ့အခြေအနေဖြစ်ပြီးခွင့်ပြုချက်ရစီစံကြီးတွေမှာတော့73စီရောင်းချပေးနိုင်တဲ့အခြေအနေပါ။အခုလို73စီပြန်လည်နေရကြောင့်ဒဝဲခိုင်နေမျိုးတွေနဲ့ကြေးရွာတွေဘက်မှာတက်စစ်တလီတာကိုအနည်းဆုံး15,000နဲ့6,000ကျဝင်းချင်းအထိဈေးတက်နေပြီးလက်ရှိဝယ်ယူလို့လည်းမရတော့ဘူးလို့ဒေသခံတွေစီကသိရပါဗျ။စီရတော့ဈေးကြီးပေးဝယ်။စီရဈေးကြီးပေးပြီးဝယ်ရအောင်ဝယ်ဖို့မရှိဘူးဖြစ်နေတယ်။ တလီတာ9000ပေးနေဝယ်ဘူးမရှိတော့ဘူးဘမားမှဝယ်ဘူးမရှိဘူးလမ်းမောင်သွားနေတဲ့ဆိုင်ကတန်တွေကိုသိမကြောက်တော့ဘူးကားနဲ့သုံးမဲတချို့ပဲကြံ့နေတော်တော်လေးကိုဒုက္ခဖြစ်နေကြတယ်ရောင်းပေးနေတာမျိုးလည်းမရှိဘူးဆိုင်တွေအလုံးလည်းပိတ်ထားပါတယ်ယူလို့လည်းမရသက်လို့လည်းမရဝယ်လို့လည်းမရပါဘူးစသုံးစီပြက်လက်တာတွေကြောင့်ဒွေခိုင်ထဲကပင်လင်ရွာတွေငါးဖက်လီထွက်ဖို့ရန်နာထားရပြီးကျန်တဲ့ဥယျာဉ်ရှင်တဲ့အလုပ်တွေလည်းရန်နာထားရတယ်လို့သိရပါတယ် တော့ကမတော်လေးခက်ခက်ဖြစ်တယ်မကြီး။အဲဒီတော့ကျွန်တော်ကျတော့တင်္ဂါရော်လေးဖြစ်တယ်။နောက်ပြီးတော့ဒီဟိုဟာဟောတောင်းတောင်းတွေလည်းရှိတယ်ဆိုတော့ဒီရတအားကိုလိုအပ်တယ်။အဲကျတော့အခုကကျွန်တော်တို့ဒီမှာအလုံးလုံးပင်လက်ထွက်ဖို့တော့မရဘူးခင်ဗျာ။ဘယ်လိုပြောလို့ရှိရင်အခုစပိတ်တွေနဲ့တောင်းနေကြတယ်။ခင်ဗျာလုံးဝတော့ဝယ်လို့မရဘူးမကြီး။ဒီလိုမလည်းမရဘူးမကြီး။တောင်းမလည်းလက်ကျန်စီတွေလည်းသူတို့ ဟာတခုနှစ်ခုရောင်းလို့အခုတင်းနေတော့ပုံတော့ပြီအခုဆိုလို့ရှိရင်မရှိတော့ဘူးအကောင်လုံးကြီးပါပဲသင်တွေလည်းရထားလိုက်ပြီကျွန်တော်ပင်လယ်ထွက်မဲ့နေရာရထားလိုက်ပြီနောက်ပြီးတော့တောက်ခုတ်တောင်သူတွေလည်းရထားလိုက်ပြီဘာမှလုပ်လို့မရတော့